ပြီးခဲ့တဲ့ရက်ပိုင်းကထုတ်လင်းပြသခဲ့တဲ့ရွေးကောက်ပွဲကမ်ပိန်းမှာဖျော်ထုတ်တဲ့အဝတ်အစားနဲ့ဖယိုဖယဲပုံစံကြောင့်အဆင်မပြေဖြစ်သွားတဲ့အပေါ်နိုင်ငံတော်လူကြီးတွေနဲ့ပြည်သက်တွေကိုတောင်းပန်ကြောင်းပြောလာခဲ့တဲ့တရုတ်ဆောင်ရွှေမုံရက်တီ မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းရက်တွင်တော့မကြခင်မှာကျင်းပတော့မယ့်ရွေးကောက်ပွဲရဲ့အတွက်ပြည်သူတွေမဲပေးကြဖို့လှုံ့ဆော်ပြောကြားတဲ့အစီအစဉ်မှာအနုပညာရှင်တတော်များများပါဝင်လှုံ့ဆော်ခဲ့ကြတာဖြစ်ပြီးထို့အထက်မှာမှပြောဆောင်ရွှေမုံရည်ဒီနဲ့ရွှေထူးတို့ဇနီးမောင်နဲ့နှစ်ယောက်ကတော့ပုံမှန်မြင်နေကြပုံစံမျိုးမဟုတ်ပဲဖျော်တော့တဲ့အဝတ်အစားနဲ့ဖျော်ဖျဲပုံစံတွေကြောင့်ဒီအစီအစဉ်ကိုစိတ်မပါပဲပါဝင်ရှိုက်ကူးနေရကြောင်းပေါ်လွင်စေတယ်လို့ပရိသတ်တွေကထောက်ပြခဲ့ကြတာဖြစ်ပါတယ် ဒီကိစ္စနဲ့ပတ်သက်ပြီးတရုတ်ဆောင်ရှင်မုံရည်ဒီကတော့"သမားတို့ဇနီးမောင်နဲ့နေရာဟာခရီးပန်းလာလာကြောင်းရွေးကောက်ပွဲအစည်းအဝေးမှာအဆင်မပြေဖြစ်သွားခဲ့တဲ့အပေါ်နိုင်ငံတော်လူကြီးတွေနဲ့ပြည်သက်တွေကိုတောင်းမန်ကြောင်းအခုလိုပြောလာခဲ့တာဖြစ်ပါတယ်။တရုတ်ဆောင်ရှင်မုံရည်ဒီက"တဲရူနီယောရဲ့ဖြောပြေးခရီးပြန်လာမှုကြောင့်မိကတ်နဲ့အဝယ်အစားအဆင်မပြေမှုအပေါ်ကြီးစုရသူနိုင်ငံတော်မှလူကြီးမင်းများနဲ့မိဘပြည်သူပြည်သက်များအပေါ်မလေးမစားပြုမှုတို့လိုဖြစ်မိပါကအားလုံးကိုအနူးညွတ်တောင်းပန်အပ်ပါတယ်ရှင်။ တဲတို့ကိုလည်းနားလဲခွင့်လွတ်ပေးဖို့မျှော်လင့်ပါတယ်ရှင်ဟုဆိုကပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်မချာခင်မှာကျဲပါမဲ့ရွေးကားပွဲရဲ့အတွက်ရုပ်ရှင်အစည်းအရုံးနဲ့ဂီတအစည်းအရုံးမှာပါဝင်ထားတဲ့သူမှန်တမ်းများမပါဝင်မဖြစ်ပါဝင်ကြရတာဖြစ်ပြီးပြီးခဲ့တဲ့2021ခုနှစ်အာနာသိမ့်မှုကာလမှာဖန်စီထိမ့်သိမ်းခံရတဲ့အမှုပညာရှင်တွေလည်းပါဝင်ထုတ်ဖော်ပြောကြားခဲ့ရတာလည်းဖြစ်ပါတယ် ဒါကြောင့်မလို့ပြည်သက်တွေကြားထဲမှာဝေဖန်ပြောဆိုမှုများများစွာရှိခဲ့သလိုအမှုပညာရှင်တယောက်ချင်းစီရဲ့ပုံစံတွေအပေါ်မှာလည်းထောက်ပြမှုတွေရှိလာခဲ့တာပဲဖြစ်ပါတယ်။